မင်္ဂလာပါရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ November 26ရက်နေ့အတွက်ဂျာမန်ပြောပြသွားမယ့်သတင်းတွေကတော့ရွေးကောက်ပွဲအပြီးမှာလဲအာဆီယံနဲ့မြန်မာပြန်ထိတွေ့ဖို့ခက်လိမ့်မယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးပြောပါတယ်စစ်တပ်စခန်းတချို့ကို AA နဲ့ပူပေါင်းတပ်တွေထပ်မံသိမ်းပိုက်လိုက်တာပါစစ်ကြောင်းပြတ်သွားတဲ့ဝက်လက်နယ်စစ်တပ်စီကနေလက်နက်30ကျော်သိမ်းဆီးရရှိပါတယ်စစ်အုပ်စုကိုတရားစီရင်နိုင်ရေးကြိုးပမ်းမှုမှာပူပေါင်းမယ်လို့မွန်တော်လှန်ရေးအဖွဲ့ကြီးညာလိုက်တာပါ ဒီသတင်းတွေပြောပြပေးပါမယ်။အာနာသိန်းစစ်တပ်ကဥဆောင်ပြီးလုံမဲ့ရွေးကောက်ပွဲပြီးသွားရင်တောင်မှအာဆီယံအနေနဲ့မြန်မာနဲ့ပြန်ပြီးထိတွေ့ဆက်ဆံမှုတွေစတင်ဖို့ခက်ခဲနေမယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးကပြောပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲအလွန်အာဆီယံမြန်မာဆက်ဆံရေးနဲ့ပတ်သက်လို့သူ့အမြင်ကို November 25ရက်ညနေပိုင်းတုန်းကထုတ်ပြောခဲ့တာဖြစ်ပါတယ်။ပြီးတော့ဖန်စီအချင်းချခံထားရသူမြန်မာအစိုးရကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ရေးအတွက်လဲတောင်းဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင်မြန်မာဟာတကယ်တမ်းလိုအပ်နေတဲ့အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုလုပ်မဲ့အစားရွေးကောက်ပွဲကိုပဲစီစဉ်ခဲ့ကြောင်းဒီအခြေအနေမျိုးမှာအာဆီယံဟာမြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုတွေစတင်ဖို့ခက်ခဲမှတေးကြကြောင်းနိုင်ငံခြားရေးဝန်ကြီးစီဟာဆက်ကပြောပါတယ်မြန်မာနိုင်ငံမှာရွေးကောက်ပွဲမတိုင်ခင်ထိရောက်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေအရင်စတင်တယ်ဆိုတဲ့သဘောထားနဲ့ပတ်သက်လို့ အာဆီယံကဆက်ပြီးညီညီညွတ်ညွတ်လက်ခံထားမယ်လို့မျှော်လင့်ကြောင်းလဲထိုင်းနိုင်ငံသားရေးဝန်ကြီးကပြောတာပါမြန်မာနိုင်ငံမှာကျင်းပတဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးယုံကြည်ရတဲ့အခြေအနေဖြစ်စေခြင်းကြောင့်ဒါပေမဲ့လက်ရှိမှာတော့ဒါမျိုးမဟုတ်မှန်းသူတို့အနေနဲ့သိထားပြီးဖြစ်ကြောင်းဝန်ကြီးကဆိုပါတယ်လက်ရှိအခြေအနေတွေအရထိုင်းရဲ့ရက်တည်မှုဟာရွေးကောက်ပွဲကိုအတိမတ်ပြုမဲ့သဘောထားမျိုးမဖြစ်နိုင်တော့ဘူးလို့လဲဝန်ကြီးစီဟာဆက်ကပြောကြားသွားတာပါဒါပေမဲ့လက်ရှိရွေးကောက်ပွဲက ပြည့်ပြည့်စုံမှုမရှိဘူးဆိုရင်တောင်မှနောက်ထပ်ကြုံလာမဲ့မဲပေးမှုတွေအတွက်အခြေခံအုံမြင့်ကောင်းဖြစ်လာနိုင်တာမျိုးကိုတော့မျှော်လင့်တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးကဆိုပါတယ်။သူဆိုလိုတာကပြီးခဲ့တဲ့2010ရွေးကောက်ပွဲကလည်းပြည့်ပြည့်စုံတာမျိုးမဟုတ်ခဲ့ပေမဲ့အဲ့ဒီနောက်ကျင်းပတဲ့ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကအနိုင်ရခဲ့တာကိုဥပမာအနေနဲ့ဝန်ကြီးကထောက်ပြခဲ့တာပါ။ပြီးတော့လက်ရှိမှာဒေါ်အောင်ဆန်းစုကြည်ကိုပြန်လှုပ်ပေးဖို့အချိန်အခါတင့်နေပြီလို့လည်း ထိုင်းနိုင်ငံသားယဝန်ကြီးကပြောဆိုခဲ့ပါတယ်ရှင်။တိုက်ပွဲတွေပြင်းထန်နေတဲ့အေယာဝတီတိုင်းလင်းမျက်နှာမြို့နယ်ကစစ်တပ်စခန်းတချို့ကိုအာရခတပ်တော် AA နဲ့ပူးပေါင်းတပ်တွေကထတ်သိမ်းလိုက်ပြီးစစ်တပ်ကလေကြောင်းကနေဘုံကျဲနေပါတယ်။လင်းမျက်နှာမြို့နယ်တဲနုကုန်းရွာပတ်ဝန်းကျင်ကစစ်ကောင်စီရှေ့တန်းစခန်းတချို့ကို AA နဲ့ပူးပေါင်းတပ်တွေကသိမ်းယူလိုက်တာဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်ကနိုဝင်ဘာ26ရက်မနက်ပိုင်းမှာပြောပါတယ်။လက်ရှိဖြစ်နေတဲ့တိုက်ပွဲမှာစစ်တပ်ထိခိုက်သေးဆုံးမှုများနေပြီး Jet Fighter အပြင် စက်တက်လေးဒီဒရုန်းတွေနဲ့ပုံကျဲနေတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်စစ်ကောင်စီတပ်ဟာညနေပိုင်းတွေမှာလေကြောင်းကနေပုံကျဲလေးရှိပြီးလေးမျက်နှာမြို့နယ်ဘက်ဦးတီပြန်တန်းတဲ့ Jet Fighter အတန်ကိုဇလွန်နဲ့ဟင်းသရမြို့နယ်တွေကနေညတိုင်းကြားနေရတယ်လို့ဒေသခံတွေကပြောတာပါဒါကြောင့်တိုက်ပွဲတွေဖြစ်နေတဲ့ဒေသကပြည်သူတွေအနေနဲ့လုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့တိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကိုမလာကြဖို့လဲတော်လှန်ရေးအင်အားစုတွေကတတိပေးထားကြပါတယ်လေးမျက်နှာမြို့နယ်ဟာ ဟင်းဒရခရိုင်ကွင်းကောက်မြို့မှာရှိတဲ့စစ်တပ်ရဲ့တမ်းမြင့်လေ့ကျင့်ရေးကျောင်းတတကငားနယ်လဲမိုင်းအနှဲငယ်ပဲဝေးပါတယ်။အခုရက်ပိုင်းမှာစစ်ကောင်စီကတတကငားကိုအင်အားအများအပြားဖြည့်တင်းနေတယ်လို့အဲ့ဒီကနေလက်နက်ကြီးပစ်ခတ်မှုတွေလည်းပိုပြီးလုပ်နေတယ်လို့သိရပါတယ်။ဆက်ဆက်ယူကြီးရွာအပအဝင်လေးမျက်နှာမြို့နယ်တွေကစစ်တပ်စခန်းတချို့ကိုအေအေနဲ့ပူပေါင်းတပ်တွေကပြီးခဲ့တဲ့မတ်လအတွင်းတိုက်ပွဲတွေမှာသိမ်းယူခဲ့ပါသေးတယ်။အေယာဝတီတိုင်းဒေသမှာလေးမျက်နှာမြို့နယ်အပြင် ရေကြီး၊တာပေါင်း၊ရွှေတောင်ရံမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတာပါ။အဲ့ဒီမြို့နယ်လေးခုဟာရခိုင်ပြည်နယ်နဲ့ဆက်ဆက်တဲ့ဒေသတွေဖြစ်ပါရဲ့ရှင်။သခိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်တပ်စစ်ကြောင်းပြက်အောင်တိုက်ခိုက်ရပြီးအများအပြားသေဆုံးတဲ့အပြင်လက်နက်30ကျော်နဲ့ခဲယမ်းတွေသိမ်းနိုင်ခဲ့ကြောင်း Black Wolf Army ကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ November 23ရက်ကဝက်လက်မြို့နယ်ရွှေဘိုမန္တလေးလမ်းပေါ်စိုင်းနိုင်ကွေ့ရွာကနေထွက်လာတဲ့စစ်ကြောင်းက ုံနာကျေးရွာကိုစစ်ကြောင်းတို့မီးရှို့နေချင်းတိုက်ခိုက်ခဲ့တာလို့ Black Wolf Army ကအသိပေးပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်အုပ်စုဘက်က35ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့တပ်မ33လက်အောက်ခံအင်အား120ခန့်ပါတဲ့စစ်တပ်နဲ့ပြူပူးပေါင်းအဖွဲ့ကစစ်ကြောင်းပြတ်ပြီးစိုင်းနိုင်ကွေ့ရွာကစခန်းထဲပြန်ဝင်သွားတယ်လို့ Black Wolf Army ကအသိပေးတာပါ။အဲ့ဒီစစ်ကြောင်းကနေ MA series တနက်24လက်ငကြင်းမီ2လက် RPG တစ်လက်စနိုက်ပါတစ်လက်စိန်ပြောင်း၄လက်အပါအဝင်ကြီခဲရန်တွေသိမ်းဆည်းရရှိတယ်လို့မှတ်တမ်းဓာတ်ပုံတွေနဲ့တကွာထုတ်ပြန်ထားတာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲမှာတော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်ကလည်းရဲဘော်၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။အဖွဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး Black Wolf Army ကိုဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။တနေကုန်ဒီဘကြာတဲ့အဲ့ဒီတိုက်ပွဲအတွင်းစစ်အုပ်စုဘက်ကထိခိုက်သေးဆုံးမှုများခဲ့တာကြောင့် Jet Fighter နဲ့ပါလေကြောင်းပစ်ကိုယူခဲ့တယ်လို့သတင်းရှင်းပြတွေကပြောပါတယ်။ စစ်တပ်ဟာဝက်လက်မြုံနယ်အနောက်ခြမ်းကရွာသားကြီးရွာကိုနိုဝင်ဘာလဆန်ကအင်အားရာချီနဲ့ဝင်ရောက်တက်ဆွဲပြီးအနောက်မြောက်ခြမ်းကရွာတွေကိုစစ်ကြောင်း၃ခုနဲ့စစ်ကြောင်းထိုးနေပါတယ်ရှင်။စိုက်ဘာရာဇဝတ်ကွန်ရက်တွေပြန့်ပွားမှုမှာအ धिक တာဝန်ရှိတဲ့စစ်အာဏာရှင်တွေနဲ့စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေကိုတရားစီရင်နိုင်ရေးကြိုးပမ်းမှုတွေမှာပူးပေါင်းပါဝင်မယ်လို့မွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSP AD ကထုတ်ပြန်ကြေညာပါတယ်။နိုင်ငံဖြတ်ကျော်ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေနဲ့ မြန်မာစစ်အာဏာရှင်ကြောင့်ပိုပြီးဆိုးရွားလာတဲ့အပြည်ပြည်ဆိုင်ရာအကျပ်အတည်းအပေါ်ကြေညာချက်ကိုနိုဝင်ဘာ25ရက်ကထုတ်ပြန်ခဲ့ပြီးအခုလိုပူပေါင်းဆောင်ရွက်မယ်လို့အတည်ပြုခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုဒေသရင်းဆိုင်ဘာရာဇဝတ်မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုရဲ့ဗဟိုချက်မဖြစ်စေဖို့အတွက်မဟာမိတ်တော်လှန်ရေးအင်အားစုတွေနိုင်ငံတကာအဖွဲ့အစည်းတွေဒေသခံအဖွဲ့အစည်းတွေနဲ့ပူးပေါင်းမယ်လို့အဲဒီမွန်တော်လှန်ရေးအဖွဲ့ကဆိုပါတယ်။ငွေကြေးလိမ်လည်မှုကွန်ရက်တွေရဲ့အဓိကပုံကိုယ်တွေကို ပြက်ပြက်သားသားကိုင်းတွဲဆောင်ရွက်နေတဲ့အိန္ဒိယနိုင်ငံတွေအပေါ် NMSB AD ကချီးကျူးခဲ့ပြီးဒီရာဇဝတ်မှုတိုက်ဖျက်ရေးအစီအမံတွေချမှတ်ဆောင်ရွက်နေတဲ့နိုင်ငံတွေကိုအသိအမှတ်ပြုကြောင်းဖော်ပြပါတယ်။အဲ့ဒီလိုနိုင်ငံတကာရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေဟာဒီလုပ်ငန်းတွေကိုတိုက်ဖျက်ဖို့အတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့မွန်တော်လှန်ရေးအဖွဲ့ကထုတ်ပြန်တာပါ။ဒါအပြင် American ရဲ့ Scam Center Strike Force Thai တရုတ် အာဆီယံအပါအဝင်နိုင်ငံဖြတ်ကျော်ငွေလိမ်လည်မှုလုပ်ငန်းတွေတိုက်ဖြတ်ဖို့ကတိပြုထားတဲ့နိုင်ငံတွေနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းလည်းအသိပေးထားတာဖြစ်ပါရဲ့ရှင် People's Spring ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်